မင်္ဂလာပါဒီနေ့ထိုင်းနိုင်ငံရေးနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းနဲ့ထိုင်းနိုင်ငံရဲ့အလုသမားရေးနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းများကိုတင်ပြပေးပါမယ်ဒီကနေ့မှာဆိုရင်ထိုင်းဝန်ကြီးချုပ်ပေတော်နဲ့ဦးဆောင်ပြီးလွတ်လပ်နေတဲ့ဝန်ကြီးချုပ်နေရာများကိုဒီကနေ့မှာပြန်လည်ဖွဲ့စည်းလိုက်ပါတယ်ရခင်တော်ကဖွဲ့စည်းထားတဲ့ဝန်ကြီးများဟာဝန်ကြီးချုပ်ပေတော်နဲ့ခွန်စိန်နဲ့ဖုံးပြောတဲ့အတန်းလူမှုကွန်ရက်များပေါ်မှာပြန်နှံ့သွားခဲ့ပြီးနောက်မှာညွန့်ပေါင်းပါတီချုပ်ကနှုတ်ထွက်မှုတွေရှိနေတဲ့အတွက်လွတ်လပ်နေတဲ့ ဝင်ကြီးနေရာများကိုဒီကနေ့မှာအစားထိုးခန့်အပ်တဲ့နေ့ပဲဖြစ်ပါတယ်။ဒီကနေ့မှာပဲဝင်ကြီးချုပ်ခန့်အပ်ထားတဲ့ဝင်ကြီးနေရာများကိုထိုင်းရမဘီရင်ကလည်းအတိအမှတ်ပြုလိုက်ပြီးလို့တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ရခင်ကမြို့ပေါင်းပါတီတွေထွက်သွားပြီးတဲ့နောက်မှာအလုံသမားဝင်ကြီးလည်းနှုတ်ထွက်ခဲ့တဲ့ဒီကနေ့မှာတော့လစ်လတ်နေတဲ့အလုံသမားဝင်ကြီးနေရာကိုအစားထိုးခန့်အပ်ထားပါတယ်။ထို့ကြောင့်ဒီကနေ့မှာတော့အလုံသမားရေးရာကိုပိုင်ချဖို့အလုံသမားဝင်ကြီးကတော့ဆက်ရောက်လာပါပြီ။ တက်တန်းလုပ်ဖို့ကြံနေတဲ့မြန်မာလုပ်သားနှစ်တန်းအတွက်ဘယ်လိုစီစဉ်ဆောင်ရွက်ပေးမလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။ပြီးတော့အခုဆိုရင်တဝက်တစ်ပြက်နဲ့တက်တန်းတိုးထားတဲ့မြန်မာတွေအတွက်ကတော့စီတိုမီယာနောက်ဆုံးမီယာဖြစ်နေပါတယ်။ဘဲမှသွားလို့မရတဲ့အနေအထားမှရှိနေပါတယ်။နေနေစာရွက်တခုထဲနဲ့ခိုင်ဆောင်ထားပြီးနေရတာခုဆိုရင်တနည်းပြပါတော့မယ်ထို့ကြောင့်အခုရက်စီလာတဲ့အလုပ်သမားဝင်ကြီးနေနဲ့ ဒီဆွေပြောင်းလို့ဒီမှာတက်တန်တိုးမဲ့ရေးကိုဘယ်လိုဆောင်ရွက်ရမလဲ။အပြင်တက်တန်ကုန်လုံးမဲ့စီအိုင်ဓမ္မတွေအတွက်ဘယ်လိုအမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။ထိုင်းဝန်ကြီးကဝန်ကြီးဟောင်းဝန်ဆိုင်နဲ့ဖုံးပြောခဲ့တဲ့အတန်းဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့သွားခဲ့ပြီးနောက်ဒီကနေ့မှဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကသူ့ကိုတိုင်ကြားထားတဲ့အမှုကိုလက်ခံသင့်မခံသင့်ဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ထို့ကြောင့်ဒီကနေ့ဇူလိုင်လ၁ရက်နေ့မှာဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကထိုင်းဝန်ကြီးကရာထူးကနေနှုတ်ထုတ်ခံရမလား။သို့မဟုတ် အနာပေးရမလားဆိုတာကိုတော့ဒီကနေ့ခုံရုံးရဲ့အဆုံးဖြတ်ကိုစောင့်အောင်ဖြစ်ပါတယ်။ထားဒိုင်းနိုင်ငံရဲ့နောက်ဆုံးရသတင်းတွေပါတို့ကြောင့်ထိုင်းနိုင်ငံရဲ့ရေးဟာခုတတိမတည်ငြိမ်တဲ့အနေအထားမှာရှိနေပါသေးတယ်။တေသန်တို့ကိုစောင့်နေတဲ့လူနေသန်းကျော်အားလည်းခုချိန်ထိလမ်းပျောက်နေပါသေးတယ်လို့ပြောလို့ရပါတယ်။